ကျွန်တော်တို့တစ်ခေတ်တစ်ခါဆိုရဲမင်းပိုင်တို့ရဲကိုတို့ဟိုမှာနေထက်လင်းတို့ပေါ့နော်အဲအဲသူတို့ ਨੇ ကျွန်တော်တို့ကကျွန်တော်တို့ကမပါမကစ်လူတွေပေါ့အာသူ့လားအလကားပါအိမ်မှာတန်ရှင်းလို့ဖို့ခေါ်ထားတာဟိုညမဲ့ဆိုခြံဒီပိုင်ဆောင်းပါလူတွေပေါ့ဘာလို့ကျွန်တော်လည်းဟိုလူကရဲကိုကခေါ်ခြင်းလဲဒါကျွန်တော်အများဆုံးအဖြစ်ကိုရဲမင်းပိုင်တွေပဲတွေးတာလေသူ့ကားတွေမှာအများနဲ့ပါဟ အဲတကယ်လည်းအရှင်မင်းသားကြီးကကောင်းအောင်သူတို့ကိုယ်တိုင်လည်းကြွရမ်းကျင်ပြတ်တယ်ဟိုပိတ်သက်ကိုလည်းချပြနိုင်တဲ့အခြေချင်းရှိတယ်အခုဒီဘက်ခင်နောက်ပိုင်းကျတော့ဒီလိုရဲကုန်တို့ရဲမင်းပိုင်တို့လို့မှီတဲ့မင်းသားမှမရှိတော့တာအာသူတို့လည်းစူးစမ်းကြတယ်ဒါမဲ့ဟိုကစူးစမ်းတယ်ဆိုတာငကိုရက်တက်တယ်လीငယ်ဘွားတွေကရဲမင်းပိုင်တို့ရဲကုန်တို့ဆိုတာဆရာကြီးဦးငယ်ရှင်ပြန်ပါကိုးနှစ်သားဆယ်နှစ်သားတွေကတင်လာတော့ခြေချိုးစားလက်ချိုးစားတွေဓာတ်ဆိုလဲဓာတ်အကုန်ကျွမ်းကျင်တဲ့ပညာတွေကိုတက်ထားတယ်ပြသူတို့ကြတော့ပို့ပြီးတော့လीအ ိုပြီးတော့ကြစ်ကောင်းတော့ဗျာကိုမြမအောင်လို့ဗောနကိုစော်ကြီးတို့တော့ကိုအောင်ခိုင်တို့ကိုကိုဦးတို့ကျွန်တော်ကျွန်တော်တဲ့တဲ့အများကြီးဝါကြည့်ပါတယ်သူတို့လည်းကျွန်တော်လေးလေးလေးစားပါတယ်အားလည်းအားကြခဲ့ပါတယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ကျွန်တော်တော့ဟို1990ခုနှစ်လောက်ပါဗောဒီဗီဒီယိုကေယူကာလာတွေကဒီလောကကိုဝင်လာတယ်ဆိုတော့ဟိုအတွေ့အကြုံတွေလည်းအများကြီးရပါတယ်အရင်ခေတ်ကတော့ fighting တွေထိုးလို့ရှိရင်တကယ်ဗောတကယ်ပင်မမလှုပ်ရတာအခုခေတ်ကြတော့ဘယ်လိုလဲဆိုတော့နည်းနည်းကင်မရာရိုက်ချက်တွေနဲ့ဟို trade တွေနဲ့များလာ များလာတဲ့အခါမှာဟိုဘယ်လိုပြောမလဲဟိုဟိုပင်တော့ပင်မယ်လေဟိုအရင်ကလို့မပင်မန်းတော့အရင်တော့ဆိုရင်တကယ်တကယ်ချပြတာတကယ်လုပ်ပြတာအဲ့လိုလေးကွာသွားတယ် ဒီဘက်ခေတ်ကျတော့ဒီမှုရတို့မတ်ထရက်တို့အကုန်ကျိုးတို့အကုန်ရှိတာပေါ့နော်အရင်တော့အဲ့လိုမရှိဘူးပြုတ်ကြတော့အမြင့်ပေါ်ရရင်အဲ့လိုတိကျလာပါရဲ့အဲ့လိုမျိုးဆိုအရင်တော့ကတော့ပုံပြီးခက်ခဲတယ်အခုနောက်ပိုင်းကတော့နည်းနည်းခြောက်နေလို့ပဲပြောရမယ်အက်ရှင်ရိုက်တယ်တက်တာတယ်အဓိကတော့ကိုလဲဟိုဝါသနာလဲပါလဲတက်လဲတက်တယ်ဒါကြောင့်မို့လဲကျွန်တော်တို့တခက်တခါဆိုရဲမင်းပိုင်တို့ရဲကိုတို့ဟိုမှာနေထက်လင်းတို့ပေါ့နော်အဲအဲသူတို့ ਨੇ ကျွန်တော်တို့ကကျွန်တော်တို့ကမပါမဖြစ်လူတွေပေါ့ ောဆိုကျွန်တော်လည်းဟိုလူကရဲကိုကခေါ်ခြင်းလဲဒါကျွန်တော်အများဆုံးအဖြစ်ကိုရဲမိတ်မိုက်တွေပဲတွဲတာလေသူ့ကားထဲမှာအမြဲတမ်းပါရဲကိုကလည်းခေါ်ခြင်းနဲ့နေထိုင်လေးကလည်းခေါ်တယ်အဲ့လိုပေါ့တခါလေကြာရင်အားတဲ့ခါလေးတော့သူတို့သွားလုပ်ပေးတယ်ဒါပေမဲ့အဲ့တော့တော့ပင်မန်းတယ်ဒါပေမဲ့လူငယ်ဆိုတော့အဲ့တော့လူငယ်ဆိုတော့ပင်မန်းလဲဘာဘာမှမဖြစ်ဘူးတခါကျရင်ညတော့မအေးအောင်ညတကားရရမနေ့တကားရရအဲ့လိုမျိုးကိုဝါသနာပါတဲ့အလုံးမှာပျော်မွေ့နေတာပေါ့နော်အရင်တော့ကတော့ဘယ်လိုပြောလဲဟိုတောတွေကအရှင်ပို့ပြီးတော့အရန်နှစ်သက်ကြတယ်အားပေးကြတာပေါ့နော် အဲတကယ်လည်းအရှင်မင်းသားကြီးကကောင်းတာပေါ့သူတို့ကိုယ်တိုင်လည်းကြွရမ်းကျင်တက်တယ်ဟိုပိတ်သက်ကိုလည်းချပြနိုင်တဲ့အခြင်းရှိတယ်အခုဒီဘက်ခင်နောက်ပိုင်းကျတော့ဒီလိုရဲကုန်တို့ရဲမင်းပိုင်တို့လို့မှီတဲ့မင်းသားမှမရှိတော့ဟာသူတို့လည်းစူးစမ်းကြတယ်ဒါမဲ့ဟိုကစူးစမ်းတယ်ဆိုတာငကိုရဲတက်တယ်လीငယ်ဘွားတွေကရဲမင်းပိုင်တို့ရဲကုန်တို့ဆိုတာဆရာကြီးဦးမြတ်ရှင်တင်မှာကိုးနှစ်သားဆယ်နှစ်သားတွေကတင်လာတော့ခြေချိုးစားလက်ချိုးစားတွေဓာတ်ဆိုလည်းဓာတ်အကုန်ကျွမ်းကျင်တဲ့ပညာတွေကိုတက်ထားတဲ့အတွက်သူတို့ကြတော့ပို့ပြီးတော့လေဟိုပြီးတော့ကြည့်ကောင်းတော့ဗျာ အခုမင်းသားရေလည်းမကောင်းဘူးကောင်းတယ်ဒါပေမဲ့ကျွန်တော်လည်းတတ်နိုင်သမျှပေါ့ရက်ကွင်းမှာကြုံတဲ့ခါလေးရတာဒါလေးဒီလိုရှိတယ်ဆိုတော့ကျွန်တော်လည်းပြောပြပေးရလေသူတို့လည်းဟိုသူတို့လည်းဟိုရိုင်းရိုင်းနဲ့သူတို့လည်းအတွေ့အကြုံများတာမဆိုးတော့မဆိုးပါဘူးဒါပေမဲ့ဟိုအရင်ဟိုတော့အရင်မင်းသားရေတော့ဘယ်မိပါမလဲသူတို့ကအရှင်မင်းသားတွေကိုဟုတ်တယ်မလားဟိုနောက်ပိုင်းမင်းသားကြတော့ဒွမ်မာနဲ့ဘာနဲ့ပေါ့တော့အရှင်တော့အဲ့လိုမနိုင်ဘူးပေါ့ဒါပေမဲ့သူတို့လည်းကောင်းပါလေခက်ခဲတာကျွန်တော်ဘုံမှာမရှိပါဘူး။ဘာလို့လဲကျွန်တော်တို့ကနေကိုရီးယားကလည်း ဒီရုပ်ရှင်မရိုက်ခင်တည်းကဒါကိုလေ့ကျင့်ထားတဲ့လူတယောက်ဖြစ်တဲ့အတွက်ရက်ကွင်းမှာဒီရုပ်ရှင်ပညာလေးပဲနည်းနည်းပြန်သင်ရတာရုပ်ရှင်ပညာဆိုတာဒီလိုထိုးလိုက်လဲလဲတာတို့လဲကြတာတို့ခုတ်ကြတာတို့အဲ့ပညာတော့ပြန်သင်ရတာပေါ့ကိုကိုရှေ့ကလူမျိုးစီကဒါပေမဲ့ဟိုဟိုဒါပဲဖြစ်ဖြစ်အလုပ်ဆိုတာတော့လုံရင်းနဲ့တော့တတ်သွားတာပေါ့အရင်ကတော့ခက်ခဲတာပေါ့နော်ကိုအတွက်တော့ကြိုးစားခဲ့ရတာပါဇက်ဖို့တရားဆိုရင် ရှိပါတယ် အရင်ကကျွန်တော်တို့ ਨੇ ဟိုစီနီယံကြားတဲ့ဒီကိုမြမအောင်လို့ဗောနော်ကိုစော်ကြီးတို့နော်ကိုအောင်ခိုင်တို့ကိုကိုဦးတို့ကျွန်တော်ကျွန်တော်တဲ့တဲ့အများကြီးဝါကြည့်ပါတယ်သူတို့လည်းကျွန်တော်လေးလေးလေးစားပါတယ်အားလည်းအားကြခဲ့ပါတယ်ဟုတ်ကျွန်တော်တော့ဒီအခုကိုဝါသနာပိုက်ရုပ်ရှင်ပေါ့အမှုပညာအလုပ်ကိုဆက်လုပ်မယ်ကိုတက်ထားတဲ့ဒီတိုင်းပညာလေးကိုလည်းပြန်ပွားအောင်လိုက်ပြီးသင်ပေးမယ်အဲ့တော့ကျွန်တော်ဝါသာပါတဲ့တခုကိုလုပ်နေရတဲ့အတွက်ဟိုကျွန်တော်ကျင်းတဲ့ပေးတဲ့ကလည်းကျွန်တော်နဲ့ထိတွေ့နေရတဲ့အတွက်ကျွန်တော်အားပေးတဲ့အတွက်ကျွန်တော်အမြဲပဲ ကျွန်တော်ဟိုဟာချစ်ခင်ပါတယ်လေးလေးလေးစားပါတယ်ဟာဒီအရှင်ဝါသနာပါတဲ့ပိသက်တွေလည်းဟိုတင်တန်းတစ်ခုမှတက်ရောက်ပြီးတော့တင်ကြပါကျွန်တော်အားပေးပါတယ်ဘာလို့ဒါကျမ်းမာရေးအတွက်လည်းကောင်းတယ်ကိုကိုကိုလည်းကာကွယ်နိုင်တယ်ကိုမိသားစုကိုလည်းကာကွယ်နိုင်တယ်ဟိုကိုကိုတိုင်းပြည်အတွက်ပေါ့နော်အရာရာပေါ့နော်ဟိုအကျိုးတစ်ခုတော့ဖြစ်လာလိမ့်မယ်လို့မျှော်လင့်တယ်ဒါကြောင့်မို့အရှင်ဝါသနာပါတဲ့လူတိုင်းကျွန်တော်လေးလေးလေးစားပါတယ်ချစ်လဲချစ်ပါတယ်ကြိုးစားကြပါလို့နော်